အားလုံးမင်္ဂလာပါ Morning Motivation စကားလက်ဆောင်အစီအစဉ်ကနေပြီးတော့ကြိုးစားပါရစေ။ဒီဗီဒီယိုမှာတော့ကိုတည့်ရဲ့မိတ်ဆွေများအားလုံးမိတ်ဆွေတို့နေနဲ့ပေါ့နော်တစ်ခါလေးမှကြုံမှုကြလိမ့်မယ်ကျွန်တော်တို့ဘာကူမှအာရုံစိုက်လို့မရတော့တဲ့အချိန်တွေကျွန်တော်ကြုံမှုကြပါလိမ့်မယ်။ဒီတော့အဲ့လိုမျိုးကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါ။အကယ်၍ကိုကဘာကူမှအာရုံစိုက်လို့မရတော့ဘူးဘာမှလည်းလှုပ်ချင်စိတ်မရှိတော့ဘူးဆိုရင်အရေးကြီးဆုံးအဲ့ဒီချိန်ခါလေးမှလှုပ်ရမယ့်အရာရှိပါတယ်။နံပါတ်1ကတော့ဘာလဲဆိုတော့ကိုဘာကူမှအယုံစိုက်မရတော့ဘူးမလုပ်ချင်တော့ဘူးဆိုတဲ့အချိန်မှာဆိုရင် ိုယ့်ရဲ့ဘဝမှာအမှန်တကယ်ကိုဘာဖြစ်ချင်တာလဲဆိုတာကိုကျွန်တော်တို့စာရဲထဲမှာချရေးပါကျတော့အဲ့လိုမျိုးချရိုက်လိုက်ခြင်းအပြင်ကျွန်တော်တို့စောစောကလိုမျိုးပေါ့နော်ဘာကောင်မှလှုပ်ချင်စိတ်မရှိတော့ဘူးဘာမှကိုကျွန်တော်တို့ဆက်ပြီးတော့မလှုပ်ချင်တော့ဘူးဆိုတော့စိတ်ကကျွန်တော်တို့ပျောက်သွားပါလေဒီလိုနံပါတ်၁ကိုလောက်ရမယ့်အရာကကျွန်တော်တို့ကိုဘာတွေကိုကျွန်တော်တို့ဖြစ်ချင်တာလဲကိုယ့်ရဲ့ဘဝမှာဘလို့ပုံစံမျိုးနဲ့ရည်တည်ချင်တာလဲအဲ့ဒါကိုကျွန်တော်တို့စာအုပ်ထဲမှာကျွန်တော်တို့ချရေးပါနံပါတ်၂လောက်ရမယ့်အရာကဘာလဲဆိုတော့ အဲ့ဒီကိုဖြစ်ချင်တဲ့အရာတွေကနေမှဦးစားပေးလုပ်ရမယ့်အရာတွေဘာတွေရှိလဲပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့သိချပြန်ပြီးတော့မှချရည်ကြည့်ပါကျော်ကိုပထမဆုံးအနေနဲ့ဘာတွေလောက်ရမှာလဲပြီးရင်ဘာတွေဆက်လောက်ရမှာလဲအဲ့လိုမျိုးချရေးခြင်းအပြင်လည်းကျွန်တော်တို့စောစောကလိုမျိုးကျွန်တော်တို့ mindset ကိုကျွန်တော်တို့ဖျောက်ဖျက်နိုင်ပါလိမ့်မယ်နံပါတ်3လောက်ရမယ့်အရာကတော့ဘာလဲဆိုတော့ကို့မှာဘာတွေလုံနိုင်လဲဆိုတာကိုကျွန်တော်တို့သိဖို့ရည်ကြည့်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ချရေးကြည့်ပါ ဒါတော့တခါလေးမှကျွန်တော်တို့ကကိုမလုံနိုင်တဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေကိုတွေးပြီးတော့မှစိတ်ညစ်နေမယ်စားကို့မှာဘာတွေလုံနိုင်လဲဘာတွေကလည်းစပြီးတော့မှလုံလို့ရမလဲအဲ့ဒါကိုကျွန်တော်တို့ခြာရေးကြည့်ပါနောက်ဆုံးနံပါတ်၄အရေးကြီးဆုံးကတော့ဘာလဲဆိုတော့မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတော့ mindset ကိုကျွန်တော်တို့ထည့်ဖို့ရေးကြည့်တယ်ဒီတော့တချို့ဆိုလို့ရှိရင်တော့စင်မရောက်ခင်အများကုန်တယ်အလုံးမလုံးရသေးဘူးကျွန်တော်တို့အဖြစ်တဲ့အပြက်ကိုတွေးပြီးတော့မှစိတ်ညစ်သွားကြတယ် ဒီတော့အခုဒီပြောချင်တဲ့မိတ်ဆွေရောဘောအဲ့လိုမျိုးကျွန်တော်တို့ဒီအကိုကိုလွယ်ကူနဲ့ကျွန်တော်အရှုံးပေးတတ်တဲ့သူလားအောင်မြင်အောင်ကြိုးစားနိုင်တဲ့သူလားပေါ့နော်ကိုယ့်ကိုပြန်ပြီးတော့မှမေးချင်ပါလူတိုင်းအားလုံးကျွန်တော်တို့လုံနိုင်တယ်ပြီးတော့ကြတော့ကျွန်တော်တို့အဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ mindset ကိုထည့်ထားဖို့ရည်ကြည်ပါတယ်မိတ်ဆွေနေနဲ့ဒီလေးချက်ကိုစူးစမ်းပြီးတော့လုပ်ကြည့်ပါဒါဆိုလို့ရှိရင်သိကြတယ်စောစောကလိုမျိုးကျွန်တော်တို့ရှေ့ဆက်ပြီးတော့မလုပ်ချင်တော့ဘူးဘာမှလုပ်ချင်ခံကြရမရှိတော့ဘူးဆိုတဲ့စိတ်ကိုကျွန်တော်အကောင်းဆုံးတော်လွှားနိုင်ပါလိမ့်မယ် အားလုံးကျေးဇူးများရှိတင်ပါတယ်ဒီလိုလေးကနေပြီးတော့အကျိုးရှိနိုင်မယ်လို့လည်းယုံကြည်ပါတယ်အကျိုးရှိရသလိုရှိရင်လည်းကိုယ့်ရဲ့မိတ်ဆွေတို့ကြီးကွင်းရအောင်ပို့ပြီးတော့ share ပေးပါဦးဒီ video ကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးများရှိတင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေကြပါစေ